ားလုံးမင်္ဂလာပါခင်ဗျ90 kids soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တော့လပိုင်း28ရက်နေ့မှာမြန်မာနိုင်ငံကိုဗိုလ်ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ခါဒီနေ့ဆိုရင်17ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့အထိမြန်မာပြည်တွင်းမှာငလျင်ကြောင့်သေဆုံးတဲ့ကြားမလူဦးရေ1325ဦးနဲ့တန်ရရှိသူက6590ဆိုပြီးတော့မနေ့ည7:00နာရီ DVV မှတ်တမ်းတွေရကျွန်တော်တို့သိရပါတယ်ဗျမြန်မာငလျင်ဘေးအတွက်နိုင်ငံတကာရဲ့လှူဒန်းခဲ့တဲ့အလှူရှင်နိုင်ငံတွေထဲမှာပြည်တည်ရဲ့လှူဒန်းတဲ့လှူဒန်းမှုဟာတော်တော်လေးရှိကျူးစရာကောင်းတယ်ဗျ ဘာနိုင်ငံရေးမျှော်လင့်ချက်မှဘာစီးပွားရေးမျှော်လင့်ချက်မှမပါဘဲနဲ့လူတယောက်ဒုက္ခရောက်နေတာကိုလူတယောက်ကကူညီပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကူညီပေးခဲ့တာတော်တော်ကိုစံနမူနာယူစရာကောင်းပါတယ်။လက်ရှိမြန်မာပြည်ထဲမှာကူညီကလေးလုပ်နေကြတဲ့နိုင်ငံတွေထဲမှာနိုင်ငံရေးကစားပွဲကြောင့်လုပ်နေတဲ့နိုင်ငံတွေများကြီးပါတယ်။မြန်မာပြည်ကလေးလှုပ်ပြီးတော့မြန်မာပြည်ထဲကိုအစောဆုံးဝင်လာတဲ့ကူညီရေးနိုင်ငံကအိန္ဒိယပဲ29ရက်နေ့မနေ့7နာရီလောက်မှာပဲအိန္ဒိယလေတပ်ကလေရင်တစီမြန်မာပြည်ထဲကိုဒီထောက်ပံ့ရေးပစ္စည်းအပြည့်အစုံတစ်ခေါက်လာပေးပြီးသွားပြီ။နောက်နှစ်ရက်ကြာတော့ အနည်းရေတက်ကလွတ်လိုက်တဲ့တင်မော၅စီးခါတီလွာစိတ်ကန်းကိုဒီတင်မော၅စီးလုံးအပြစ်ကိုညီကယ်တဲ့ရေထောက်ပံ့ရေးပစ္စည်းတွေတင်ပြီးတော့စကားစကိုသူတို့လွှဲပြောင်းပေးတယ်ပြီးတော့မန်းလေးလိုနေရာမျိုးမှာအနည်းနိုင်ငံခါကရင်နေရာစေးုံသေးလေးဖန်တီးပြီးတော့ငလင်ပေးမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုကုသမှုပေးတယ်ဒါဟာမြန်မာနိုင်ငံစစ်မြေပြင်တက်ရင်လို့ခေါင်းစဉ်တက်ထားတဲ့မဆရာကတော့ဒီနေ့အချိန်ထိဒီလိုမျိုးလှုပ်ပေးတယ်ဆိုတဲ့သတင်းမျိုးကျွန်တော်မကြားမိဘူးဟိုကျွန်တော်မသိတာလည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်ပြောတာလည်းမှန်ရင်လည်းမှန်ပါလိမ့်မယ်ဗျာ နောက်တစ်ခုမစီမဆိုင်သွားတတိရတာကကျွန်တော်တို့ပြီးခဲ့တဲ့ဂျေဘေးမှာအိန္ဒိယအစိုးရကမြန်မာနိုင်ငံကဂျေဘေးတင်ဒေသကလူတွေပြန်လည်ထူထောင်နိုင်ဖို့ဆိုပြီးတော့စံလူတန်းပေးခဲ့ဘူးတယ်အိန္ဒိယတည်ကီလို25ကီလိုစံအိတ်တွေပဲတုံးတာဆိုတော့မြန်မာပြည်ထဲကိုစံအိတ်ပေါင်း8သိန်းအထိအိန္ဒိယကစကားစကားလူတန်းပေးခဲ့တယ်ဆိုတော့ဂျေဘေးတင်ဒေသကလူတွေပြဒီကျွန်တော်တို့ဟိုနေပြည်တော်တို့တပြေကုန်းတို့တက်ကုန်းတို့အဲ့လိုဒေသတွေမှာနေတဲ့သူတွေရေပေးပြီးတော့စကားစကားလာပြီးတော့ဒါကခမရတို့ထူထောင်နိုင်ဖို့အတွက် ိန္ဒိယဆိုရကလူတန်းပေးတဲ့စံမောဆိုပြီးတော့ငါးအိတ်လောက်စားခဲ့ဘူးတဲ့သူရှိရင်ဟောပြောပြတတ်ပါဗျာတာတို့ခေါ်ခြင်းလို့ပါနောက်တစ်ခုက ပြီးခဲ့တဲ့နှစ်ရက်မှာသတင်းတပုတ်ကျွန်တော်တို့တက်လာတယ်ဟိုအန်ဒီဂျီဆိုရကမြမကလေးပေးအတွက်အလွန်ငွေကျပ်တန်ပေါင်း1800ကျော်လက်ခံရရှိထားပြီးတော့ဟိုငလီနန်ခံခဲ့ရတဲ့တိုင်းနဲ့ပြည်နယ်၄ခုကမြို့နယ်ပေါင်း24ခုအဲ့ဒီမြို့နယ်24ခုတွေကမှအင်ဂျီပေါင်း3000ကျော်ကိုထောက်ပံ့မှုတွေလုပ်ခဲ့တယ်ဆိုပြီးတော့သတင်းတွေ့တယ် ဆိုတော့အဲ့ဒီငွေကြက်တန်းပေါင်း1800ဆိုတာအဲ့ဒီအင်ဂျီ3000ကိုသာတကယ်လှူခဲ့မယ်ဆိုရင်အဲ့ဒီအိမ်တွေကိုရွှေတောင်ချပေးခဲ့လို့ရတယ်ဗျဆိုတော့အဲ့ဒီတိုင်းနဲ့ပြည်နယ်၄ခုတည်းကမြို့နယ်ပေါင်း24ခုတည်းကအင်ဂျီ3000ကိုဟိုကျွန်တော်တို့ကတော့တကယ်ရခဲ့ပါတယ်ဗျာဆိုတာမျိုးလေးရှိရင်တအားခေါ်ကြတယ်ဗျာလုတ်ပေါင်းကျွန်တော်တို့ခက်အဆက်ဆက်ကြုံခဲ့တဲ့အစိုးရတွေကိုကိုယ့်ကိုအစိုးရပါလို့ကြီးညာထားတဲ့သူကိုတခိုးနဲ့ဓမြကြီးပဲဗျာဆိုတော့အဲ့လိုအိန္ဒိယကဒီငလင်ပေးမှာ အာဂျွန်မန်ဒဲဝင်လာတဲ့အချိန်မှာတရုတ်တီအိန္ဒိယထက်မညံ့တဲ့အိန္ဒိယထက်မနှဲတဲ့ထောက်ပံ့ရေးပစ္စည်းတွေကယ်တယ်ရေးအဖွဲ့အစည်းတွေအလှူငွေတွေပေးအပ်ပြီးတော့ဝင်လာတယ်နောက်ရက်ချာဝင်လာတယ်တရုတ်ရဲ့ရက်ချာရဲ့အိန္ဒိယရဲ့ရှေ့ချုပ်နေတဲ့နိုင်ငံမှာအမေရိကန်တီနိုင်ငံရေးကစားပွဲရမဖြစ်နိုင်တဲ့အနေထားမှာမြန်မာငလျင်ဘေးကိုပထမအကြိမ်အတွက်ဒေါ်လာ2တန်းလှူတယ်ဒုတိယအကြိမ်မှာ8တန်းထပ်လှူမယ်လို့အတန်ပစ်ပြီးတော့နောက်ဆုတ်သွားတယ်အဲ့ဒီမှာဗြိတိန်ရဲ့လှူဒန်းမှုကဘယ်နိုင်ငံနဲ့မှမတူဘူးကမြန်မာပြည်ငလျင်ဖြစ်ဖြစ်ချင်းမှာဗြိတိန်အစိုးရတီ မြန်မာငလျင်ဘေးအတွက် United Kingdom ကနေအစိုးရရဲ့ဘတ်ဂျက်ထဲကနေ Starlink ပေါင်း10သန်းလှူမယ်ဆိုပြီးတော့ပထမတစ်ကြိမ်သူတို့ကြေညာခဲ့ပြီးပြီကိုညီခဲ့ပြီးပြီဒါပေမဲ့ဒီလောက်နဲ့ပဲရက်မသွားသေးပဲနဲ့နောက်2ရက်ကြာတဲ့အခါဒီ UK မှာရှိတဲ့ DC လို့လူသိများတဲ့ disaster emergency community အဖွဲ့ကလည်းဥဆောင်ပြီးတော့မြန်မာငလျင်ဘေးအတွက်ကူညီဖို့သူတို့လုပ်တယ်သူတို့နဲ့ချိတ်ဆက်ထားတဲ့ပါတနာအဖွဲ့တွေကိုမြန်မာငလျင်ဘေးမှာပါဝင်လှူဒန်းပေးကြဖို့သူတို့ဆော်ဩတယ် အဲ့ဒီမှာ DC ရဲ့စော်အုပ်မှုကိုထောက်ခံပေးတဲ့အနေနဲ့ပထမဆုံးလှူဒန်းပေးခဲ့တဲ့သူဟာ UK ရဲ့ဘီယန်နဲ့ဘီယန်မကြီးသူတို့နှစ်ဦးကလည်းစတာလင်ပေါင်း9.5တန်းစပြီးတော့လှူပေးခဲ့တယ်။အဲ့လိုခင်းချင်းဖြစ်လာတဲ့အချိန်မှာအစိုးရအဖွဲ့ကထပ်ပြီးတော့ကြင်ညာတဲ့အကယ်၍ဗြိတိန်ထဲမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့မြမငလျင်ဘေးကိုခမရိုးကတပောင်လှူတယ်ဆိုရင်အစိုးရကခမရိုးကိုယ်စားနောက်ထပ်တပောင်ထပ်လှူမယ်။ ပေါင်တရာလှူတဲ့လူရှိရင်အစိုးရကလည်းနောက်ထပ်ပေါင်တရာထပ်လှူမယ်ဘလောက်ပမာဏအထိအစိုးရကနှစ်ဆလိုက်လှူပေးမလဲဆိုရင်စတာလင်ပေါင်၅သန်းအထိသူတို့လိုက်လှူပေးမယ်ဆိုပြီးတော့ကြေညာခဲ့တယ်တကယ်ကိုအားရစရာကြီးပြပြီးတော့ဟို လူတစ်ယောက်ကနေပြီးတော့လူတစ်ယောက်ကိုတံပိုးထားတဲ့စိတ်ကိုကျွန်တော်တို့အထင်းသားမြင်လိုက်ရတယ်ဒါပေမဲ့ဒီလူငယ်တွေခါမြမပြည်တဲ့ကိုတရိုက်စည်းစဲမှမျိုးမဟုတ်ဘဲနဲ့မြမငလျင်ဘေးလို့ခေါင်းစဉ်တတ်ထားတဲ့အတွက်ဒီငလျင်နဲ့ပတ်သက်ပြီးတော့ခံစားခဲ့ရတဲ့နိုင်ငံတွေအားလုံးကိုဒီအလှူငွေစည်းစင်းလိုက်မယ်လို့ယုံကြည်ရပါတယ်ဗျာ ဘလို့ပဲဖြစ်ဖြစ်ငလင်မှာပါဝင်လှူဒန်းပေးခဲ့ကြသူအလုံးဟာတူသောအကျိုးကိုပေးကြပါစေဗျာအာဆနယ်တဲ့ရီယယ်မက်ဒရစ်တို့ကစားကြမဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကြော့ပွဲကဒီနေ့ညမြန်မာစံတော်ချိန်တနာယီခွဲမှာဖြစ်ပါတယ်ဗျာဒီနေ့သင်းဒီချန်ပီယံလိဂ်လိုတရာမျိုးမှာဖြတ်သွားဖြတ်မှာအနေနဲ့မတွေ့တာတောင်16နှစ်လောက်ရှိပြီဗျာလက်ရှိအာဆနယ်အသင်းကိုကြည့်တဲ့အခါဒီအသင်းကဒီနှစ်ချန်ပီယံလိဂ်မှာရီယယ်မက်ဒရစ်တက်တောင်ပို့ပြီးတော့ပုံစံကောင်းရခဲ့တဲ့အသင်းဗျာ အမတ်ဘေးအစ်စ်မှာစူပေါင်းရှစ်ပွဲကစားတော့ကလည်းတပွဲရှုံးနဲ့တပွဲတရေကြပြီးတော့ရှောက်ပွဲနိုင်တယ်အက်လန်တာတို့ PSG တို့ကိုသူအနိုင်ကစားတယ်တရေကစားတယ်နောက်ဆုံးထက်စ်မှာကြတော့ဘယ်သူမှမထင်ထားတဲ့အနေအထားကနေဒိုင်ယာဘလက်ဘွားနဲ့ဒီအသင်းဟာ PSV လိုအသင်းကိုဝေးခွဲမှာ9 6ပြတ်တမနိုင်ခဲ့တယ်သူတို့ကချန်ပီယံလိမှာအစိတ်ရှိတယ်ဆိုတာကိုအာဆင်နယ်အသင်းကကောင်းကောင်းပြသနိုင်ခဲ့တယ် ဲ့ဒီနောက်ပိုင်းမှာတော့သူတို့ရဲ့အဓိကကစားသမားတွေဒဏ်ရာပြဿနာတွေရလာပြီးတော့အသင်းကရလတ်တွေရိုင်တဲ့ဘက်ကိုရောက်ခဲ့ပေမဲ့အခုအချိန်မှာတော့ဒီဒဏ်ရာကစားသမားတွေထဲမှာကိုင်ဟာဖက်တူပဲကျန်တော့တယ်ဆိုတော့ပိုကောင်းတဲ့အာဆင်နယ်လိပိုင်ပွဲတွေတုန်းကဒီချန်ပီယံလိအမှတ်ပေးအဆင့်ကအာဆင်နယ်ကိုပြန်တွေ့ရမယ်လို့ကျွန်တော်တို့ယူဆတယ်ဒီနေ့ညအာဆင်နယ်ကစားလာနိုင်တဲ့လူခင်းချင်းမှာဂါဗရီယယ်နေရာကိုဝင်ပြီးတော့ကစားမဲ့ကီဝီယော့ရဲ့ဒီခံစစ်အတွင်းလူနေရာပေါ့အဲ့ဒီနေရာတစ်ခုပဲအာဆင်နယ်အသင်းမှာစိတ်ပူစရာနေရာတွေ့တယ်ကျန်တဲ့နေရာတွေအားလုံးတော့ okay တယ်ဗျ လူးဝစ်ကယ်လီဟာသူဒီအာဆင်နယ်ရဲ့အနာဂတ်အသင်းကောင်းဆောင်ဖြစ်တယ်ဆိုတာကိုဗီနီစီယပ်စ်ဂျူနီယာကို တားပြီးတော့တက်တည်ပြရမယ်အချိန်ပဲ။နောက်ကွင်းလယ်ကဒန်ဂလန်ရိုက်စ်တို့ပါတီတို့အိုဒီဂတ်တို့ဒီသုံးယောက်အတွဲခါမက်ဒရစ်ရဲ့ဘယ်ဘာတီမော်ဒရစ်ဘာလင်ဂန်သူတို့ထက်မတားရင်တော့မညံ့ပါဘူးဗျာ။ပြီးတော့ဒီပွဲမှာအာဆင်နယ်တိုက်စစ်ကိုဥဆောင်လာမဲ့ဆာကာမာတင်နယ်လီမီခဲမော်ရင်တို့ဒီကစားသမားတွေကရီယယ်ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတယ်ဗျာ။အထူးသဖြင့်မော်ရင်တို့ သူဒီမထင်မှတ်ထားတဲ့အနေထားတွေမှာအမဲကိုရောက်အောင်ဆွမ်းဆောင်နိုင်တဲ့ကစားသမားပဲဆိုတော့ဒီကစားသမားတွေရဲ့စွပ်ပွဲမှုနဲ့အတူအာဆနယ်ဟာသူတို့ရဲ့အိမ်ကွင်းမှာကစားရမယ့်ပထမကြော့ပွဲစဉ်မှာရလက်ကောင်းအောင်ဆွမ်းဆောင်လာလိမ့်မယ်လို့ယုံကြည်တယ်ပြီးတော့အာဒီတာတွေနဲ့နောက်တစ်ဆင့်ကိုမျှော်လင့်ကျင်နေဆိုရင်သူတို့ရဲ့အိမ်ကွင်းမှာမက်ဒရစ်ကို1-0လောက်နဲ့တော့အနိုင်ဆုံးအနိုင်ရထားဖို့လိုတယ်မက်ဒရစ်ကတော့လက်ရှိဒါလီဂါမှာလိမ့်ဖဲလိမ့်ဖဲဖြစ်နေတယ်ဆိုပေမဲ့ချန်ပီယံလိဂ်လို့ခေါင်းစဉ်တက်လိုက်ပြီဆိုတော့လည်းမက်ဒရစ်ဟာ အသင်အလုံးရဲ့ပြင်ပမှာထားရမယ်တသိန်းနဲ့တော့အသိန်းဒါကဘယ်သူမှညင်းလို့မရတဲ့ချန်ပီယံလိနဲ့ပတ်သက်လာရင်အရန်ကြီးမားတဲ့မက်ဒရစ်ရဲ့အချိန်ဝါပဲပြီးတော့ကစားသမားစုဖွဲ့မှုအနေထားရရီယယ်ရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့ကစားသမားတွေဒီကမ္ဘာပေါ်ကဘယ်အသိန်းနဲ့ပဲရှင်စင်တူးချင်းစကိတ်မှာအများကြီးတာတယ်အာဆင်နယ်တသိန်းလုံးနဲ့ရှင်လိုက်ရင်တော့ရီယယ်ကအများကြီးတာပါတယ်ဒါကတော့ရေပေါ်ရဆောက်ရက်ပေါ်ကရှက်လက်ပေါ်ဒါပေမဲ့ဒီအဆင့်မှာရီယယ်မက်ဒရစ်ဒီနှစ်အာဆင်နယ်နဲ့တွေ့ရတာမဆောင်ဘူးလို့ပဲကျွန်တော်ကပြောချင်တယ် အဲ့တော့ဟို Real Madrid ကောင်းကောင်းတွေကိုပဲမပြောဘဲနဲ့အားနည်းနိုင်တဲ့နေရာတွေကိုလိုက်ကြည့်တဲ့အခါဒီနှစ်မှာ Kylian Mbappe ရောက်လာခြင်းဟာ Vinicius ကိုနေချင်းညချင်းပဲဘီလိန်ဘဝကျွန်တော်တို့တွန်းပို့လိုက်တယ်လို့ပဲအဲ့ဒီကစားသမားစီကဒီယာဒီမှာအကောင်းဆုံးပုံစံဆိုတာကိုကျွန်တော်တို့ဘယ်တော့မှမတွေ့ရသေးဘူးအခုလည်းဒီပွဲမှာ Thomas Partey က Vinicius ကိုညှာမယ်လို့ကျွန်တော်ကမထင်ဘူးတခုပဲစိတ်ပူမိတာက Ancelotti က442 formation ကိုသာသူသုံးလာခဲ့ပဲဆိုရင် Luis Scaly ရဲ့ဘယ်ချမ်းတွေနည်းနည်းလေးပြတ်လာတက်နိုင်တယ် ရိုဒရီဂိုနဲ့ဒီဗီနီဆီယပ်စ်ဂျူနီယာနှစ်ယောက်လုံးကိုတပြိုင်တည်းထိန်းရမယ်ဒီလူငယ်ကစားသမားလေးခါပြဿနာရှိနိုင်တယ်အဲ့ဒီဘက်ချမ်းကိုပဲရီယဲဒီပို့ပြီးတော့အလုပ်ပေးလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်ဒါပေမဲ့မက်ဒရစ်မှာတခုစိတ်ပူစရာရှိတာကရိုဒရီဂိုကောင်းတာတော့မှန်တယ်ဒါပေမဲ့ရိုဒရီဂိုဒီမိနစ်90လုံးအင်ပြည့်အပြည့်ကစားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူး85မိနစ်နောက်ပိုင်းဆိုဘာမှလုပ်မရတော့ဘူးကီလီယန်အမ်ဘာပေတို့ဂျွတ်စ်ပါလင်ကန်တို့လိုမိနစ်90လုံးအင်ပြည့်အပြည့်ကစားနိုင်တဲ့ကစားသမားမျိုးတဲမှာရိုဒရီဂိုမပါဘူး ပြီးတော့ရှော်မာနီမပါနိုင်တဲ့ကွင်းလယ်မှာမော်ဒရစ်ဝင်လာပြီဆိုရင်ဘာလင်ဂန်ဒီပို့ပြီးတော့ဒီပွဲမှာအလုတ်များနိုင်တယ်ဆိုတော့နောက်ပိုင်းမှာဘာလင်ဂန်လည်းကြလာနိုင်တယ်ကျွန်တော်ကတော့ဒီပွဲမှာအဲ့လိုပဲယူဆထားတယ်ဒါပေမဲ့ဒါဒီချန်ပီယံလိပြိုင်ပွဲဖြစ်တယ်ကျွန်တော်ယူဆချက်ဒီကျွန်တော်ယူဆချက်ပဲခမရရဲ့ယူဆချက်ဒီခမရရဲ့ယူဆချက်ပဲမက်ဒရစ်ဒီမက်ဒရစ်ပဲဖြစ်ပါတယ်ကီလန်အမ်ဘပေရိုဒရီဂိုဗီနီစီယပ်စ်ဂျူနီယာဒီကစားသမား၃ယောက်နံပါတ်ကြားလိုက်ယူနေတယ်ဒါဒီချန်ပီယံလိဆိုတဲ့အတန်ကိုကြားလိုက်ယူနေတယ် တော်ရုံအသင်းဟာမလွယ်ပါဘူးဗျာဒီဘက်မှာဖွင့်ထားတဲ့ဂျေးကိုကြည့်တဲ့အခါအာဆင်နယ်ကနေတရံနှုတ်85ပေးထားတယ်ဂိုးပေါင်းဂျေးက2နှုတ်80ဆိုပြီးတော့ပေးထားတယ်ဒီဂျေးကမြန်မာစံတော်ချိန်နေ့လေအခု7နိုင်ခွဲ7နိုင်လောက်မှာဖွင့်ပေးထားတဲ့ဂျေးဗျာဆိုတော့ဗျာလက်ရှိ Real Madrid နဲ့ Arsenal အသင်းဒီနှစ်သင်းကြောင့်အဆင့်တန်းချင်းဟာကွာပါတယ်ဒါကိုကျွန်တော်လက်ခံပေးရမယ်ဒါပေမဲ့ဒီပွဲမှာ Arsenal အသင်းကနေ Real Madrid ကိုပေးထားတဲ့ဒီတရံနှုတ်85ဆိုတဲ့ဘော်ဒီဂျေးခါ Arsenal လိုအသင်းအတွက်ဆိုတော်တော်လေးကြီးပြင်းနေဗျာ ဝနေဇူအော့စ်မှာအာဇနန်တိုင်းကို2.1ပေးထားပါတယ်မက်ဒရစ်အတိုင်းကို၄ဆနေပါ3.9နဲ့တရေကို3ဆခွဲပေးထားတယ်ထူးခြားတာကမိနစ်60အတွင်းမှာနှစ်ဖက်သွင်းကိုရှိကျင်မှရှိလိမ့်မယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားတာဟာတော်တော်လေးအံ့ဩစရာကောင်းပါတယ်ကြေးတွေအရ900နိုင်ကြေးခါအာဇနန်တသင်းထဲမှာပဲရှိတယ်ဆိုတဲ့ကြေးကိုလည်းဖွင့်ပေးထားပါတယ်ပထမပိုင်း55မိနစ်အတွင်းမှာနှစ်သင်းလုံးစီကဂိုးမရနိုင်ဘူးဂိုးရခဲ့ရင်အာဇနန်ကပဲရမယ်ဆိုတဲ့ကြေးဖွင့်ပေးထားတယ်ဒုတိယပိုင်းမှာလည်းဂိုးတွေတိတ်များကြီး သွင်းမယ်ဆိုတော့ကျင်းမျိုးကိုမဖွင့်ပေးတော့ဘူးဆိုတော့ဘာလုပ်ကြမလဲအာဆင်နယ်ကနေမလားမက်ဒရစ်က နေမလားဒါပေမဲ့ဒီနေ့မှာအများစုသည်ချန်ပီယံလိဆိုတဲ့စကလုံးရဲ့ဂုံပုတ်တစ်ခုရဲ့ခေါင်းစဉ်အောက်မှာတော့ရီယယ်မက်ဒရစ်ကိုကြော်ပြီးအာဆင်နယ်ကိုရွေးကြမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီပွဲမှာကျွန်တော်တို့တလောကလုံးနဲ့ကျွန်တော်ဘက်ကန်ပါတယ်အာဆင်နယ်အသင်းဘော်ဒီတကြောင်းတည်းကိုကျွန်တော်ကြိုက်တယ်လက်ရှိပေးထားတဲ့ဘော်ဒီကျင်းမှာတော့အာဆင်နယ်အသင်းတွေရီယယ်မက်ဒရစ်ကိုလုံးဝမရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆထားပါတယ် ဆုံးနေလဲပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ